တော်ရရှင်များအလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာကြီးပြီးမိုးနေရဲ့တဆေမာဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ်ဘာဦးသည်ဇနီးဖြစ်သူမလှစိန်နှင့်ကွဲ၍လာပြီးကလေးကအကြီးအကျယ်မကြမ်းမမာဖြစ်ရာသုံးလာကြောကြာခဲ့လေသည် များစွာသောဆရာတို့ကလက်လျှော်လေးသဖြင့်ရန်ကုန်စေယုံကြီးသို့တက်၍ကုသခြင်းခံခဲ့ပြီးမှဆရာဝန်ဆရာမတို့၏ကျေးဇူးကြောင့်ကျမ်းမာချမ်းသာ၍စေယုံမှဆင်းခဲ့သည်မှာတနင်္ဂနွေတစ်ပတ်မြာကြာခဲ့လေပြီ။ဇနီးဖြစ်သူပေါ်၌အထင်လွဲ၍ကွဲခဲ့ခြင်းဖြစ်ရာ၎င်း၏ထံမှစတာဆောင်မှမရာစိတ်နာ၍မပြေးဘဲနေတာပဲဟုဘာဦးစိတ်၌ယူဆလေ၏။စွန့်ခွာ၍မလာမီကလည်းအထင်လွဲခြင်းကြောင့် မရသည်လှစိန်ကိုအနာတရရိုက်ခဲ့သေးသည်မလှစိန်နှင့်ခွဲ၍လာပြီးတနင်္ဂနွေတစ်ပတ်မြာကြာသောအခါမိမိအသည့်များကယုံကြည်စိတ်ချလက်အောင်ဝိုင်းဝန်းပြောဆိုကြသဖြင့်လှစိန်မှာလုံးလုံးအပြစ်မရှိမိမိကမူးယစ်မိုင်းမှားပြီးမတရားတလွဲထင်၍နှိမ့်ဆက်ရိုက်နှက်ထွက်လာခဲ့မိသည့်အကြောင်းကိုသိရလေ၏သို့ဖြစ်လေရာမိမိအပြစ်ကြောင့်လှစိန်ထမ်းသူလည်းမပြန့်ရဲလှစိန်ဤမိဘများကလည်း မိမိပေါ်စိတ်နာမှာပဲဟု အောက်မေ့ပြန်က မပြန်မဲနေကြိုက်မှာမရားစိတ်နဲ့ရရက်ဖြား၍နေရာတွင် မကြမ်းမမာဖြစ်ခဲ့လေ၏ယခုမှာကမိုးရိပ်မိုးရောင်ကလေးများမှိုင်းညိုကတန်းတိမ်ရက်ပန်းကြွားသော ကာလဖြစ်သောကြောင့်တကြောင်နလန်ထကားသဖြစ်သည်ဖြင့်၎င်းမိုးတိမ်တို့ကို ရှုမျောရင်းလှဆိုင်ဤမျက်နာကလေးကို အခါတစ်ပါးနှင့်မတူ တိုး၍မြင်လေမိ၏ငါမှားလေခြင်း ငါမယားမှာအပြစ်မရှိဘဲလျံငါနှိမ့်ဆက်ထွက်၍လာမိလေခြင်းဟုစဉ်းစားစဉ်ရင်အသေးတွင် မနှဲနာ၍နေလေသည် မိုးတန်လေတန်တွေဖြိုးရှမ်း၍လာလေလေအဆွေးလုံးကြီးတွေကရင်ကိုစို့ကစို့ကတက်၍လာလေလေအသေးထဲမှနာလီလီဖြစ်လာ၏တို့ဖြစ်သောကြောင့်ဟိုကျမ်းမာစဉ်အခါကမတော်ရဲမပြန်ရဲတော်လဲယခုမှကမနေနိုင်အောင်ဖြစ်လာသဖြင့်ပြန်ရတော်မှာပဲဟုစိတ်ထဲ၌ဆုံးဖြတ်ချက်ချလိုက်ရတော်သည် ။ဘာဦးသည်ကျိုးပင်ကောက်မြို့အရှိဇွန်းနာထရောနှင့်မနီမဝေမတ်တရအိမ်မြင့်ကလေးအောက်သို့ရောက်၍သွားလေ၏။အသက်14နှစ်အရွယ်ကရှိသောမိခလေးတဦးသည်ဘာဦးအားကြောင်တောင်ငေးကြည့်နေလေသည်။ဘာဦးသည်တငယ်မာကလေးအားမြင်လျင်ငါအိမ်မှဝင်လာမိလေသလား။မှားဖို့လည်းမရှိပါဘူးလေဟု အောက်မေ့လျက်ဒါမလှစိန်တို့အိမ်မဟုတ်လားဟု မေးလေ၏ဟုတ်ပါတယ်ရှင်မလှစိန်ယောက်ျားမဟုတ်လား ကျမဓာတ်ပုံကို မြင်ဘူးထားလို့မိတာပါ ကျမကမလှဆိုင်ရဲ့ညမဝမ်းခွဲမန္တလေးကပါ ရှင်တို့လင်းမယားကွဲနေတယ်လို့ကြားပါကလားအခုအိမ်မှာဘသူမှမရှိဘူးမလှဆိုင်အဖေကတော့အလူကိုသွားတယ်အမေကတော့စိတ်မကောင်းလို့အိတ်နေတယ်အိတ်ပြောင်းနေတယ်ထင်ပါရဲ့မနှိုးသေးဘူးတငယ်မာကလေးဒီငိမ့်သက်သောရုပ်သွင်းနှင့်မလိုက်အောင် စကားကို စင်တိုက်ဆက်ခါတွေးသလိုလိုတခါတခါအဝေးထတော်ကြီးကိုမျှော်ရင်းမျှော်ရင်းပြောလေ၏ မလာစင်ရောဟုဘာဦးကအလင်းစလိုမေး၏နားထောင်မှာကျမပြောပါမယ်မလာစင်လီ အမလီ ကျမမပြောခြင်းဘူးအဲအခုလိုအချိန်လောက်ပဲဖြစ်ပါလိမ့်မယ်ရှင်ထွက်သွားပြီးတလလောက်ကြာမှာမလာစင်ရဲ့ဟောဟူတရောနာကိုသွားပြီးတရက်ပင်တပင်ကအကိုင်းမှာကျိုးဆွဲချတေးရှားတယ်အဲ့ဒီကလေးကအကြီးစိတ်မကောင်းတော့တာပဲစကားလုံးစုံကိုကြားရပြီးတော့ခါ ဘာဦးသည်ဇက်ကိုဝရင်တုံနှင့်အနှက်ခံလိုက်ရသလိုဖြစ်၍သွား၏သို့တော်လည်းပင်ကိုကအတော်စိတ်ခိုင်းသူဖြစ်သည်ဖြင့်စိတ်ကိုချုပ်ခါအံကျိတ်လျက်အကြောင်းသားဖြစ်နေလေ၏မျက်ရည်များကိုကချုပ်၍မရကြည်ရင်ဘက်မှလှိုင်းကြီးတွေထလျက်ရှိုက်ခါရှိုက်ခါတတ်တော်မလိုဖြစ်၏နှာခမ်းကိုကိုက်ပြီးမျက်ရည်များကိုတုပ်လေ၏ငါကြောင့်ပါပဲငါရိုက်လို့ငါမရငါစိတ်နဲ့တေးရရှာတာ ဟုယူကြုံမရအပူလုံးကြီးကြွ၍နေလေ၏တငယ်မာကလေးသည်သူ့ကိုမကြည့်ဘဲထရောဘတ်သို့ငေးမြော်နေပြန်၏အခါတိုင်းဒီအချိန်မှာသူရေခတ်သွားတာပဲရေခတ်ပြီးရင်ဟောဟိုခြံစည်းရိုးကြားကနေရေအိုလီကျွတ်ပြီးဖြက်ဖြက်ဝင်းလာတာအဲ့ဒီနေ့မှာတော့ပြန်မလာဘူးအကြီးမာတော့ကအဲ့ဒီကလေးကစာပြီးစိတ်နောက်သွားတာပဲအခုရတီဒီခြံစည်းရိုးလမ်းကြားတကားကိုဖွင့်ထားတာပဲ အမလီဒီချန်စီကိုအကြကနေရေအိုးရွက်ပြီးပြန်လာလိမ့်မယ်လို့သူ့စိတ်ထဲစွဲနေရှာတာကိုရှင့်တော်တော်ကြာအိယာကနိုးရင် မျောပါလိမ့်မယ်အကြီးတော်ဘာပြောစရာရှိမလဲကျမတော်တခါတခါထင်မြင်နေတာပဲဘာဦးသည်မိမိဤကြီးလေးသော မိုင်မားခြင်းတော်မိမိကိုယ်ကိုဒေါသဖြစ်ခါနေ၏မင်းမြန်ပြောဆိုငိုယိုညီးတွားတော်လဲအကျိုးမဲ့ဖြစ်တော်မှာပဲဟုအောက်မေက ကြောင်တောင်ငေးလျက် စိတ်ငြိမ်စွာနားထောင်၍သာနေလိမ့်။ဥကောင်းကိုငုံငါမိမိ၏သပင်များကို လက်ဖြင့်ဖြတ်တော်မလို့စုပ်ကိုင်လှုပ်ရှားကသာနေ၏။ထိုအခါ၊ရောက်ခမကြီးဆင်း၍လာလိမ့်။မင်းမမာလို့စေးယုံတက်နေတဲ့ကြားပါကလား။ငါတို့တော့တရင်နားထောင်လျက်ပါပဲ။ဟုဘာဦး၏ညှိုးငယ်ပူပင်သောမျက်နာကို ကြည့်ကပြောလိမ့်။လာစိန်ကတော့မင်းတနည်းပြန်လာမယ်လို့စိတ်ချနေတာပဲအခုလာပါလိမ့်မယ် ိုထန်းတော်ကိုရေခတ်သွားနေတယ်။အမေကြီးဤစကားဆုံးသည်နှင့်တငယ်မကလေးသည်ဘာဦးကိုမျက်စာပစ်ခါကြည့်၏။ဘာဦးသည် ရောက်ခမကြီးကိုတနာလှသဖြင့်အပူမီးကိုထက်၍မမွှေးလိုသောကြောင့်မိမိ၌ဖြစ်ပွားသောတောကရိတ်ရောင်ကိုပပျောက်အောင်ကြိုးစားဖုံးဖိလျက်စိတ်နောင်နေသောရောက်ခမကြီးကို မေးမြန်းခြင်းမပြုမိအောင်ကြိုးစားနေရှာ၏။အော်ငါအတွက်တေသူကတေယူသူကယူ ဖြစ်နေရှာပါကလားနော်တနာစရာကောင်းလှပါပြီတော့တယ်ငါတော့ဒီဝိ့ကိုခံရမှာစဲသေးပါကလားဟုစဉ်းစားကအယူသွေးကိုပို၍နောက်မှဆိုးသဖြင့်အခြားအကြောင်းကိုပြောမိပြုပြီးမှအဲလီသူသမီးရှိသေးတယ်လို့ထင်မှတ်နေရင်လဲတတ်တာချင်းတစ်ခုပါပဲဒီလိုမှစိတ်ဖောက်ပြန်ပြီးဒီလိုထင်မနေရင်ရင်ထဲမှာမိတောက်ပြီးတေဖို့တောင်ရှိပါကလားလီသူထင်ရကိုပဲပြောနေပါစီတော့ ဟုအောင်းမေကနားထောင်၍သာနေရရှာ၏အမေကြီးကိုတနာလှသဖြင့်သူဤတော့ကပင်အနှဲငယ်တက်သားသလိုဖြစ်လာ၏ထို့နောက်မိမကြီးကစကားဆက်ကပါဇက်ကတော့ဘတော်မှတေးဆူမပြက်ဘူးကွစိတ်ကလည်းမကောင်းအယူလိုဖြစ်နေတယ်ထင်ပါရဲ့မင်းညောင်ဖြစ်တာပဲငါတို့တော့မင်းကိုစိတ်မဆိုးပါဘူးမတော်တဆအထင်မှားတာကူကွအမေကြီးဒီတငယ်မကလေးကိုစိုက်ကြည့်ပြန်ကဟဲ့ သူဆိုတဲ့တေးဟာဘာလဲတကြွန်စီနေတပြေးစီချားတဲ့ဘာဆိုလဲဟဲ့အဲ့ဒီတေးကိုအမြဲဆိုဆိုပြီးရေအိုးကို ရွက်ရွက်လာတာပဲမကြမီကြားရပါလိမ့်မယ်အဝေးကြီးကဆိုလာတာပဲတငယ်မကလေးဒီဘာဥကိုတဖန်မျက်စာပြစ်ပြပြန်သည်ဘာဥမှာအော်ဒုက္ခဒုက္ခဟုတွေးပြီးကျင်နာသောအမူအရာနှင့်အမေကြီး၏မျက်နှာကိုကြည့်ပြီးခေါင်းငုတ်ခါနားထောင်နေလေ၏ ထိုအခါနေမင်းကြီးသည် အနောက်ဖက်၌ဆက်ဝိုင်းကြီးဖြစ်၍နေလေ၏လေသည်တုန်နှင်၍လာ၏ထမ်းမင်းများ၏အရွက်များသည်ဆက်ဆက်တုံးလှုပ်ကြ၏အမေကြီးသည်ထတော်ဘက်သို့ပြုံးရွှင်သောမျက်နှာနှင့်မျှော်လေ၏ဟောလာပါဗကောဟောဟုတောဆက်မှရေအိုးရွက်လို ဟုပြောလိုက်သည်ထိုစဉ်တငယ်မလေးကတဖန်ပြုံး၍မျက်စာပြစ်ပြန်၏ဘာဦးသည်ထတော်ဘက်သို့လမ်းမျောကားကြည့်လေ၏ နေမင်းအားတိမ်ခွဲလေးသဖြင့်မိန်မောင်သော တောဇက်၌ရေအိုးကိုရွက်လျက်လာနေသောဒရန်တစ်ခုကို မထင်မရှားမြင်ရ၏။ဘာဦးသည်အံ့ဩထိတ်လန့်မိန်မော တွေ့ဝေကမျက်မှောင်ကုတ်လျက်စူးစိုက်ခါကြည့်၏။"อืมလှစိမ့်သွားပုံလာပုံပါပဲ။အမြအမြလှစိမ့်အမြကွက်"ဟုစိတ်၌အောင်းမေရင်မျက်ရည်လဲ၍လာ၏။"ငါလာတာတိလို့ပြတာပါပဲ။" ဟုအိန္ဒြေမစင်နိုင်အောင်ဖြစ်ရရှာသည်နေသည်တိမ်အောက်မှလွတ်ပြန်၏ထိုအခါတွင်သရံသည်ပုံမူထင်ရှား၍လာ၏ဘာဦးသည်ထံရမှထ၍မြော့၏အမလီကျုံမရလှစိန်မှာပဲကွအမိုက်မာကြီးရဲ့ဟုတိုးတိုးပြောက မျက်ရည်ကိုတုပ်၏ဘာဦးသည်ခြံစည်းရိုးအပြင်ဘက်သို့ရောက်၍သွား၏အားဆိုင်ခါကြည့်၍နေပြန်၏လှစိန်ထံသို့လဲစွန့်၍မသွားရဲကြည်ညီကိုမသိသည့်အချိန်ဟာ ၆တတ်တဲ့အချိန်မဲဟုအယူရှိလေ၏။ကြက်သိမ်းများတဖြန်းဖြန်းထလာ၏။သို့ကြည့်၍နေကြိုက်တွင်တာလွန်အံ့ဩပွေဖြစ်၍လာပြန်သည်ကတကြွန်စီနေတပြေးစီချတဲ့မောင်ရဲဟုသော တေးသံကို ကြားရခြင်းဖြစ်လေ၏။အမလီလှစင်ရဲ့အခုဒီမင်းအပူသည်ဖြစ်နေရတဲ့ဒုက္ခကိုခံနေရပါကလား။အမျှလှစင်ရဲ့အမျှမင်းကောင်းရာကိုသာတွားပြီးတော့ငါကြကြမနေဘူးလှစင် ငါလိုက်ခဲ့မယ်ဟုဘာဦးတယောက်မြည်တမ်းလေ၏တရံရောအတန်ရောနီးလာသည်နေမင်းကြီးဝင်းငနဲ့လင်းမြန်၏လှစိန်ဤတရံသည်မျက်တောင်မခတ်ပြူးကျဲသောမျက်လုံးများနှင့်ဘာဦးကိုစူးစိုက်ခါကြည့်လေ၏ထိုတရံဤခြေလန်းများကမြန်၍လာ၏ရေအိုးသည်ခေါင်းပေါ်မှကျ၍ကွဲလေ၏ထိုတရံသည်ဘာဦးရှိရာသို့တုတ်ချေနှင်၍လာလေပြီထို့အခိုက်နေဝန်းပျောက်ကွယ်၍သွား၏ အဆွေးအလွမ်းကို အကြောက်ကလွှမ်းလီပြီဘာဦးသည်စန့်ကျင်ဘက်အရက်သို့ထွက်၍ပြေး၏လှစင်ဤယူပါယုံသည်မြန်စွာလိုက်၏သို့သောဘာဦးသည် ဝေး၍သွား၏တရံသည်ခြံစည်းရို၌ရက်၏အမေအမေဘယ်နဲ့လဲဘာလို့လဲဘာလို့ပြေးသလဲဟုအလောတကောမေး၏စိတ်နှောင့်နေတဲ့လူကြီးအမလေးရဲ့တငယ်မလေးကဝင်ပြော၏ထိုအခိုက်ဘာဦးသည်မရေတရေနှင့် ဝင်ရောက်၍ပြန်လာလျာ ဟင်ကိုဘဦးရှင်ဘာဖြစ်နေတာလဲယူသွားဗလားကျုပ်ကိုဘာထင်လို့အခုလိုကြည်တာလဲဟုလက်ညှိုးငေါငေါထိုးကမေးတော်ဤလှစိန်လှစိန်နင်နေကျိုးဆွဲချတေးပြီဆို ရှင်ဘသူပြောတော့ဘာဦးဒီတငယ်မကလေးအားလက်ညှိုးညှို့လျက်သူပြောတာထိုးခါတွင်မှလှစိန်ဒီဇက်ရည်လဲကဘာဦးအားစိစိကြည်ရင်ဟဟပပရည်လေတော့ဤထို့နောက်တငယ်မကလေးအားလှမ်းကြည်ရင် ဟဲ့ယူမနင်ဘဲနဲ့တွေလျှောက်ပြောနေတယ်လေနင်းညောင်တော့အင်မတန်ခတ်တာပဲနမိတ်မရှိနမမရှိတွတ်တွတ်ဟုငောက်လိုက်ရအယူမကလေးဒီအိမ်မော်သူ့တက်ပြေးလေတော့တည်တော်ရရှင်များခင်ဗျာအခုဆက်လက်ပြီးတော့ ဆိုင်းဆရာကြီးပီမိုးနင်းရဲ့ရုပ်ချောသူဆိုတဲ့ဝတ္ထုတို့ကိုဆက်လက်နားဆင်ရမှာဖြစ်ပါတယ်။လစိန်ဒီနာမည်ကြီးသလောက်မာမာနကြီးသူဖြစ်လေ၏။၎င်း၏ရုပ်ဆင်းကြံအင်လှပတင့်တဲသောသတင်းသည်ယန်းဤယဝေးကြော်ကြားလေ၏။အရရမှာပိုးပန်းသူများကျိုးပန်းစွာ လာရောက်ကြတော့လေလစိန်ကို တွေ့ရသည့်အခါမှသာ တွေ့ကြရ၏။တို့ဖြစ်၍မထိုက်သူမယူရဟုသော စကားတစ်ခုပေါ်၍နေလေ၏။ ၎င်း၏ဖခင်မှာကြေးရွာ ကောမဒီလူကြီးဖြစ်၏ပစ္စည်းဥစ္စာလဲကြွယ်ဝ၏မိခင်ကလည်းမာနကြီး၏လှစိန်နှင့်တန်သူပသိမ့်ထဲမှာမရှိဟုစွမ်းမတ်၍ထားလေ၏လှစိန်ကိုလိုချင်သူများလည်းအနီးပါမြို့များမှလာကြလေ၏ကာလာသားတယောက်ကိုလှစိန်လက်ခံ၍စကားပြောလျင်၁၀ရောက်ရောက်20ကမခံမရက်နိုင်အောင်ဖြစ်ကြလျက်လမ်းမှာခိုက်ရန်ဒေါသဖြစ်ကြလေ၏ပသိမ့်သားကိုလက်ခံလျင် အနိဗာမြို့များကကာလာသားများကမခံကျင်၍ရံဖြစ်၏အနိဗာကာလာသားများကိုလက်ခံလျင်ပသိမ်သားများကမကြည်မနှက်ဖြစ်ခါခိုက်ရန်ဖြစ်ပွားကြ၏တို့ဖြစ်သောကြောင့်တောင်ကြီးမှာမငြိမ်မသက်လှစိန်တယောက်တည်းမကြာခဏအဒီကယုံဖြစ်လေ၏တရက်ကွက်နှင့်တရက်ကွက်အမျိုးတစုနှင့်တစုတိုင်အောင် နောက်ဆုံး၌ပြန့်နှံ့၍သွားလေ၏လှစိန်ကိုပိုးရသည့်အတွက်တေသည့်တိုင်အောင် အနာတရဖြစ်သူများလည်းရှိ၏ သို့တော်လည်းအလှကုံကိုးကစိတ်ကြီးဝင်၍နေသောလှစိမ့်နှင့်၎င်း၏မိဘများသည်ကမြို့ပြက်၍သွားလျင်သာ၍ပင် ထင်ရှားကြော်ကြားလိမ့်မည်ဟုမှတ်ယူကလှစိမ့်ကိုယောက်ျားမပေးသာပဲမြို့ပြက်အောင်ကြည့်၍နေလေ၏အရေးပိုင်းကဒီပုံဖြင့်ဒီမြို့ကိုစစ်ပလိလက်အပ်ရလိမ့်မည်ထင်သည်ကျုပ်တို့မထိန်နိုင်ဘူးဟုချင်းချောက်လေ၏တို့ဖြစ်လျာတိုက်တွန်းသူများကြသဖြင့်ဖခင်မင်းတိုင်းမြေအမတ်ကြီးသည် ရန်ကုန်သို့သွားပြီးတမလောင်းတယောက်နှင့်ပြန်၍လာလိမ့်၏ထိုအခါပသိမ်သားကာလာသားများကငါတို့ပသိမ်သားကိုတော့အဖက်မတန်မှတ်ထင်ပြီးရန်ကုန်သားကိုမှသူသမီးလေးကိုအပ်ရသလားဟုအများသောတူစိတ်ဆိုးကြလျက်၎င်းဤအိမ်ကိုမိနှင့်ရှုတ်လျာထိုအိမ်မှမိကုဆက်ပြီးတရက်ကွက်လုံးတက်တက်ပြောင်းလိမ့်၏မိအာမခံရှိသောအိမ်တအိမ်သာပါလိမ့်၏ထိုအိမ်ကလှစိန်တို့အိမ်ဖြစ်လိမ့်၏တို့ဖြစ်လျာ အများငိုပွဲစင်ကြသည့်အထဲတွင်လှစိန်တို့သားမိသားဖာမှရီပွဲစင်၍နေကြလေ၏လှစိန်ဤအင်ချေရင်း၌မိဘကုံပကာသနာကြောင့်မဟုတ်ဘဲတကယ်ရုပ်ရည်ချောမောလှပါသောစံကြည်ဟုခေါ်သောမိကလေးတယောက်ရှိလေ၏၎င်းမှာလှစိန်လောင်လှလှပပမဝင့်နိုင်ရှာပြီသို့ဖြစ်လျာတခါတရံအဝိအစားလှလှပပကိုဝိစိန်ရသည့်အခါလှစိန်ကပိုးစုံကျူဖက်လို့ပြိုင်နေလေးဘာလေးနှင့် မခံမရနိုင်အောင် ရှုတ်ချပြောဆိုလေ၏စန်းကြည်သည် ထိုစကားများကို ကြားရတော့လဲအောင့်ဤ၍နေလေ၏စန်းကြည်မိခင် မုတ်ဆိုးမာကြီးသည်ကခတ်ရန်ဒေါသကိုလွန်စွာကြောက်တတ်သူတစ်ယောက်ဖြစ်သည်ဖြင့်မိမိ၏တမီးကိုသာနှိမ်လေ၏ငိမ့်ငိမ့်နေပါတမီးရဲ့မိမိတို့ကသူတို့လိုအတိုက်အဝန်းကြီးတာမဟုတ်ဘူးတမီးမတူရင် မတူနဲ့တမီးရဲ့လှစိန်ကစိတ်ကြီးဝင်ပြီးအိမ်တွင်းမုံလှုပ်လို့နာမည်ထွက်တာပါ၏ နောင်တော့စိတ်ကြီးဝင်အားကြီးလို့ဘယ်ကာလာသားမှမရတဲ့အခါကြတော့သူ့စီကိုဘယ်သူမှလာမှာမဟုတ်ပါဘူး။ညီမျက်စီသာထောက်ထောက်ပြီးကြည့်ပါ။အခုတော့မလာတဲ့သူတွေမလာကြတော့ဘူး။အရှိပိုင်းဖိုးနီးတို့ညီကိုများဘယ်တော့တော့လာသလဲ။သူတို့အစကငန်းငန်းတက်လာကြတာပဲ။အခုအေးသွားပြီ။နောက်တခြားလူတွေလည်းဒီလိုဖြစ်ကြမှာပဲ။လူမှလည်းစိတ်နဲ့ပဲ ਈ ။စိတ်ကြီးဝင်လဲနမဲထွက်တယ်။စိတ်ကြီးဝင်အားကြီးလို့လဲနမဲပြတ်တာပဲ။ ဒီလိုဖြင့်ကျမဘလို့နေရမလဲညီဒီလိုပဲအိမ်တွင်းပုံနေပေါ့ဒီတော့မှသူ့ကိုရဲရဲတင်တင်ဂုံပြိုင်နေလို့ပြောအုံးမှာပြောပြောအေးညီမကြပြီးရောမဟုတ်လားတို့ဖြစ်လေရာစန်းကြီးသည်အဝတ်အစားကိုအထူးလှလှပပမဝတ်စင်နိုင်သူဖြစ်လေရာအိမ်တွင်းပုံလုံနေတာပဲအေးတယ်ဟုအောက်မေးပြီးအိမ်တွင်းပုံစာပြုတ်လေ၏ထိုအခါအိမ်နေရန်အကြားထဲမှာစန်းကြီးမြင်ရသောအရာကစီဆောင်ချောင်းမြောင်ကြည့်သူများဖြစ်လေ၏ လှစိန်ကငါတို့အရက်ထဲမှာလာရစင်းပြူပြန်ပြီဟုပြောလေ၏ထိုစကားသည်စန်းကြီးဤနားသို့ရောက်လေ၏စန်းကြီးဤမိခင်လဲကြားရလေ၏ထိုအခါများစွာအတက်လျက်စန်းကြီးထံသို့တွားရောက်ကဘဲ့နဲ့လဲသမီးကြားရပြီမဟုတ်လားအရင်ကညီကိုချောင်းမြောင်ကြည့်သူများရှိရဲ့လားအခုညီဘလောက်တကိုးကြီးလာပလဲဟုပြောလေ၏စန်းကြီးလဲကျေနပ်ပျော်ရွှင်၍နေလေ၏မိခင်က ညီဒီလိုအခါမျိုးမှာဂုံတုဂုံပြိုင်ဝစ်စင်နေဖို့မလိုပါဘူးစင်စရာလဲငါတို့မှမရှိဘူးတခုငါသတိပေးမယ်လှစိန်ထန်လာတဲ့လူများဟာစိတ်လက်မကြည်မနဲ့မသားမယားနဲ့ပြန်ညရတယ်ညီဒီလိုမလုံနဲ့လာသူများကိုအားရှိအောင်အယောတဝင်းကလေးလဲလှုပ်ရတယ်ဤသို့တော်လဲအားလုံးရှိမှတယောက်ယောက်ကိုပို့ပြီးအယောဝင်လို့လဲမဖြစ်ဘူးတယောက်တလေလာသူများကိုသာအားပေးရတယ်မိမကအားမပေးရင်ယောက်ျားများလဲမလာရဲဘူး အာဘီတန်တလောက်အာဘီမှဖြစ်တာဟုပြောလေ၏စံကြည်လဲအမေမှားသည့်အတိုင်းရိုးရိုးကျင့်၍ရိုးရိုးနေ၏တို့ဖြစ်လျာလှစိန်ထံသွားရသဖြင့်ခြေတို့ခမန်းဖြစ်လျက်စိတ်ပြက်၍နေသူမောင်စိန်ဖေခေါ်ယောက်ျားပြူတယောက်သည်ဇွတ်ဇွတ်ရွတ်ရွတ်စံကြည်ထံရောက်၍လာလေ၏ရှင်ဟိုအိမ်နဲ့ဘာဖြစ်လာသလဲဘဲအိမ်လေရှင်အရင်ကလှစိန်စီသွားသွားနေတယ်မဟုတ်လားအခုဘာဖြစ်လာသလဲ အခုဘာမှမဖြစ်လို့ပြန်လာတာပေါ့ဒီကောင်မက သူ့ကိုယောက်ျားတွေလာလာပြီးခစားသလိုနေမှကြိုက်တာဟုဆိုပြီး ကျွန်တော်တို့ကဘာခစားမလဲအတော်ရဲ့ဟုစန်းကြီးဤမိခင်အားပြောလေ၏အဲဘယ်နဲ့ရှိစားငါပြောတာ ဟုတ်တယ်မောင်ရင်ယောက်ျားကလေးများလည်းဂုံနဲ့အသေးနဲ့ပဲရမယ်ထင်လို့ပိုးတာမရရင်ဘာလို့အခြေကုန်ခံပြီးပိုးမှလဲလူများမှာအတော်မသက်စိတ်မရှိနိုင်ဘူး စိတ်ဆိုတာရှည်တဲ့လောက်ရှည်တာပဲမောင်စိန်ဖေမှာဆက်ရှင်ယုံစည်ရည်ကြီးဖြစ်၏လှစိန်ကစည်ရည်စချီလောက်ကို မျက်စီမမြင်အမြင့်ဆုံး ICS ကဲ့သို့သောသူများကိုသာမြင်၍နေလေ၏ဒီစရိတ်မြို့၌ IDS တွေမြောင်များစွာပူရှံ၍မနေနိုင်ကြပြီတို့ဖြစ်လျာစန်းကြီးမှာထိုစည်ရည်ကြီးနှင့်ပင်အကြောင်းပါ၍သွားလေ၏လှစိန်မှာက ICS ကိုမျှော်လင့်နေတော့မင်း စန်းကြီးမှာယောက်ျားရသဖြင့်တင့်နေတဲ့တဲ့ရွှေနှစ်ကြောက်အလားဖျားသွားအတူចောင်းသွားအတူနေဒီကိုလှစိန်မြင်ရသောအခါအားကြစာပြုလာ၏စန်းကြီးမှာပုံမချောပုံလှပ၍လဲလာလေ၏လှလာပပဝစ်စင်၍လင်မယားနှစ်ယောက်ရှည်သွားနောက်လိုက်ညီဘေးချင်းတိုက်ညီညီကြက်တည်းရှိစွာသွာလာကြသည်ကို အားကြစာပြုလေ၏သို့တော်လဲလှစိန်မှာအားကြတော်လဲရွေးချယ်၍ယူစရာလူမရှိတော်ပေခဟန်ပန်ပန်လူများနဲ့ တရားအမြမကြံအောင်ရှောင်ခွာ၍သွားကြလေတော့တည်းထိုအခါမနာလိုမုံထသောစိတ်ဒေါသစိတ်မခံခြင်းစိတ်များသည်လှဆိုင်ဤမျက်နာကို အမျိုးမျိုးအယုတ်ဆိုးအောင်လှုပ်ကြလေ၏သို့တော်လည်းဟိုင်းစာပြူသောလှဆိုင်ကိုအိုစာပြူသောယောက်ျားများသာမျက်ဆောင်ထိုးကြလေတော့၏ထိုသို့မျက်ဆောင်ထိုးသူများအနက်မလွတ်မလပ်သူများလည်းပါဝင်ကြလေ၏သို့တော်လည်းရှေးကထွက်ခဲ့သောနာမည်ကလေးနှင့်ရှေးအခါကမစွန်စားဝင့်သူတယောက်သည် စွန်စားဝင်သောသူအဖြစ်သို့ရောက်လျက်လှစိန်ကိုအယကြံ့လေ၏၎င်း၏နာမည်ကစိုးပုံခေါ်သူဖြစ်လေ၏မယားတယောက်ကိုကောင်းစွာမကြွေးနိုင်သည့်အတွက်ထိုမိမနှင့်ကွဲသလိုလိုဖြစ်၍နေလေ၏၎င်းသည်လှစိန်ကိုဈေးကအပြန်တွင်လှဲနှင့် တင်၍ပြေးလေ၏လှစိန်မှာမော်တော်ကအတင်မခံရလှဲချမ်းကြီးနှင့်အတင်ခံရသည့်အတွက်စိတ်လက်မကြေမချမ်းဖြစ်လေ၏သို့တော်လည်းမိမိ၏ကံအကြောင်းကား ဤမျှသာအကျိုးပေးသည်ကိုမငြင်းနိုင်ပေမော်တော်ကားစီးနိုင်သူများစွာမရှိသောအရက်၌လူလာဖြစ်ရသည့်အတွက်စိတ်ထဲတွင်တရက်လုံးကိုတိမ်ကြုံ၍ကျိန်ဆဲနေလေ၏သောဘုံဒီကငွေကြီးရှာ၍ပင်မရတော့လဲထရေကစောအရက်များကိုကနေ့စဉ်တောက်စားနိုင်၏အိမ်ကိုမူးရစ်လျက်ပြန်လာ၍လာသည့်ခါတိုင်းတခါတရံတောရက်ပလင်းကိုခါးကြနိုင်ညှက်၍လာပြီးစတိုင်ပါပါနှင့်မိဘကြောင်၌ပလင်းကိုထောင်းကား လာစိဟေးဒီမှာကွလာစမ်းမအောင်ကွလင်းယောက်ျားကြိုက်တတ်တဲ့အရာကိုကူညီလုတ်ကင်ပေးမှမိမမြဲကွလာမင်းငှဲ့ပေးပါဒီတော့မှဘဝတိုင်းအဆက်ပါပြီးမင်းကိုလှဲနေကြီးတင်ရမှာလာပါရမီဖြည့်စမ်းမှာကွလရဲ့ဟူသောစကားမျိုးဖြင့်လှစိန်အားအရက်ငှဲ့ခိုင်းလေ၏လှစိန်ကအလွန်စိတ်ကြီးဝင်ခဲ့ဘူးသူဖြစ်ရာ သိုးဘုံကိုသူနဲ့ညာပြီးအရက်ကိုငှဲ့၍ပေးရသောဘဝသို့ရောက်ဒီမှာကံကြမ္မာဤဖန်တီးဘုံမဟုတ်မိမိကိုယ်တိုင်ဤဖန်တီးခြင်းဖြစ်လေ၏သို့တော်လည်းထိုအကြောင်းကိုမတွေးတော်မိကြေမိမိဤသိုးသောကံကြမ္မာအတွက်အရက်ကိုကျိန်ဆဲ၍နေလေ၏အရက်မကောင်းလို့သာယခုလိုဖြစ်ရသည်ဟုမှတ်ထင်၍နေလေ၏တခါတရံသိုးဘုံရှာဖွေ၍မရသောအခါစံကြီးထံသို့သွား၍တမန်ငါးမူကို၎င်းချေးယူရလေသည် ို့တော်လည်းအချိန်မှန်မှန်ပြန်၍မဆက်နိုင်စမ်းကြည့်သဘောကောင်းသဖြင့်သာအဖြစ်ပြက်ကို အရက်မတိပဲနေလေ၏တို့ချင်းနေကြသောအခါအချေးငါပုံမူရဲလေ၏တနေ့တနိုင်မိမိအရက်ဝဲ၍တောင့်နေကြဖြစ်သောအရက်အမြဲချက်လို့သူကိုရွှေတောင်ဤတဲသို့ရောက်၍သွားပြီးအရက်ရှိသေးသလားဟုမေးရာထညက်ဖိုးမရှိ၍အရက်ကိုမချက်နိုင်ကြောင်းစိုးပုံထံမှငွေတော်များစွာရဖို့ရှိကြောင်းကိုပြောလေရာ ထိုအရကျွေးနေပတ်သက်ပြီးအငင်းခုံဖြစ်ရမှခိုက်ရန်ဒေါသဖြစ်ပြီးဥရွှေတောင်ဤတူ အောင်သူခေါ်ဂျပုကဥဆက်ကိုပလင်းနှင့်ထုလိုက်ရာသိုးဘုံမှာဝွကျွ၍သွားလေ၏သိုးဘုံတေပြီးသည့်နောက်လှစိန်မှာစန်းကြီးတယောက်သာခေါ်သူပြောသူရှိလေရာတမတ်ငါပဲစသည့်ကျွေးများကိုစန်းကြီးထမ်းမှမကြမကြအလီလီယူရသဖြင့်ကျွေးသာထက်လျက်ပြန်ဆက်ချင်းမရှိသဖြင့်နောက်ထပ်အလကားမချေးဝင်တော်ကြီး သို့တော်လဲစံကြည်ဤအင်ကိုသွားသည့်ခါတိုင်းပတ်စံလို၍လာချောင်းကိုစံကြည်တည်သည်ဖြင့်အလိုက်တည်စွာနှုတ်ဖြင့်ဖြွင့်၍မတောင်းမီကသုံးဘဲတမတ်ကိုစံကြည်ကပေးလေ၏ထိုအခါကျွေးတွေထက်၍တင်၏၎င်းတော်စံကြည်ဤအင်တို့အလကားမသွားဝင်တော်သည့်အခြေနေမျိုးတို့ရောက်၍လာ၏ထိုအခါစံကြည်ဤတောက်ရီအိုးသုံးရီအိုးချိုးရီအိုးများကိုရေတဲ၍ထည့်ပေးလေ၏တခါတခါစားရီတောက်ရီချက်သောခါ၌ ကူညီချက်ပြုတ်လုတ်ကန်၍ပေးလေ၏ထုံနီးနှင့်လှဆိုင်သည်စံကြည်ဤအိမ်တွင်မြဲမှန်းမသည့်မြဲ၍တွားလေရာထင်းခွေရေခက်လုတ်ကိုစံကြည်ဤအိမ်၌အတီတကြအတီလင်းလုတ်၍နေသူဖြစ်သူရောက်၍တွားလေတော်သည်1939မြမလင်းမဂ္ဂဇင်းသစ္စာပ